လိုအပ်တာလေးတွေကိုစစ်စစ်နေပါပြီလို့ပြောပြလာတဲ့အဲလာရွှေစိန်အားလုံးပဲမင်္ဂလာပါရှင်အမှုပြောင်းလုပ်လေးတွေမှာအခုဖြစ်သူနဲ့အတူတူပရိယေအားပေးမှုတွေကိုအပြည့်အဝရရှိထားတဲ့အဲလာရွှေစိန်လေးရတော့ငလင်ပေးတဲ့ပြည်သူတွေအတွက်စားတော်စရာရေတပ်ဖို့အဝတ်ကျဲတွေကိုတွယောက်လူတန်းထောက်ပံ့ပေးသွားမှာဖြစ်ပြီးအရေးပေါ်ခြေနေရရှိနေကြတဲ့သူတွေအတွက်ကိုလည်းဂရိတာထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်အဲအကြောင်းလေးတွေကိုလည်းအလာရွှေစင်ကသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေအတည်ပြုထားခဲ့ပါတယ် အလရွှေစင်ကတော့ငလင်တန်းချောင်းပြစီဆုံးရှုံးမှုများခဲ့တဲ့ စကိုင်းကိုသွားလွတ်တန်းပြီးသွားမှဖြစ်ပြီးအီးကြီးဟာလီရီကိုဂရိုင်းတော်ရောက်လွတ်တန်းထောက်ပံ့ပေးသွားမှဖြစ်ပါတယ်။အလရွှေစင်ကတော့ငလင်ပေးတင့်ပြည်သူတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောဆိုလာခဲ့ပါတယ်။အလရွှေစင်ကအလကတော့ဂရိုင်းတော်ရောက်လွတ်တန်းမယ်ဆိုတော့ကသူတို့ရဲ့အဓိကလွယ်အပ်ချက်လေးတွေအချင်းနေမှန်လေးတွေတရားအောင်လို့ပါပြီးတော့ချစ်ချင်းရောက်လေးလွတ်တန်းပေးခြင်းနဲ့ အလုံးကိုလည်းဘေးနေရီကွင်းရှင်ဘေးမီတာဆူရီစုံစည်းနိုင်ဖို့ကိုလည်းဆွတောင်းပေးပါရဲဆိုပြီးအလာရွှေစင်ကပြောလာခဲ့ပါတယ်။အလာရွှေစင်ကတော့အခုစရင်လိုအပ်တာလေးတွေစစ်စစ်နေပြီလို့ပြောဆိုထားပြီးသူနေနဲ့နောက်ထပ်လိုအပ်တဲ့နေရာတွေကိုလည်းသူငယ်ချင်းတွေနဲ့အတူတူလှူဒါန်းပေးသွားပါမယ်လို့လည်းပြောပြလာခဲ့ပါတယ်။ အလားရွှေစရာတော့ကိုဆိုရင်ငလင်ဘေးတင့်ပြည်သူတွေအတွက်တပတ်တလန်ကနေပအဝင်ကူညီပေးနေပြီဖြစ်ပါတယ်။အခုဆိုရင်ဟေးဝရန်ကလည်းသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေအခုလိုပဲအသိပေးထားခဲ့ပါတယ်။ဟေးဝရန်ကမင်းကွန်စရာတော်ဖျားကြီးတရင်သုံးတော်မူခဲ့တဲ့တိပင်းတို့ကဓမ္မနာဒပရိယတိစာတင်တိုက်တဲ့တဘာဝဘီတန်ကြောင့် စာချစာတန်တန်ဃာတော်များတရင်တုံကြတဲ့ရာပြည့်ចောင်းတော်ကြီးအပါဝင်ចောင်းဆောင်တော်တော်များပျက်စီးဆုံးရှုံးခဲ့တဲ့တန်ဃာတော်ရာနဲ့ချီကဘေးလူရာမန္တလေးတို့ရှောင်းသိမ်းနေကြပါတယ်။တိပင်းတို့ကဓမ္မနာထပေယတိစာတင်တိုက်ကြီးပြည်내ထူထောင်ပြုပြင်နိုင်ရန်အတွက်ကျွန်တော်တို့သူငယ်ချင်းများမှငွေကျပ်3500လွှတ်တန်းပေးသွားပါမယ်ဆိုပြီးအတည်ပြုထားခဲ့ပါတယ်။ အခုစိန်ဟိဝေယံရောအလားရှိစင်တို့ကငလင်ဘေးတည်ရဲ့ကြောင့်ပျက်စီးဆုံးရှုံးကြရတဲ့ငလင်ဘေးတဲ့ပြည်သူတွေအတွက်လွယ်အပ်တဲ့နေရာလေးတွေမှာလူတန်း၆ပန်းပေးနေလျက်ရှိပါတယ်။အခုဆိုရင်မြင်းငလင်တန်းကြောင့် ဘီတင်းခံခဲ့ရတဲ့နေရာတွေကိုအလူရှင်အတိုင်းဝိုင်းကသူတွေကလည်းတဲအားရဖက်ကနေလူတန်းထောက်ပံ့ပေးနေကြပါတယ်။အလာရွှေစရာတော့မကြသေးမီကလည်းအလူငွေတွေလူတန်းထောက်ပံ့ပေးခဲ့လို့တရားပဲအခုတခါမှတော့အခြေအနေတွေဆိုရနေတဲ့စကိုင်းကိုကိုရိုင်းတော်ရောက်လူတန်းထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။အလာရွှေစရာတော့မစ္စတာအနေနဲ့ပါပရိရိယအားပေးဝေးရမိုးလေးတွေကိုရရှိခဲ့သူဖြစ်ပြီးအလာရွှေစရာတော့အနုပညာလူလေးတွေမှလည်းပါဝင်ရိုက်ကွန်းလာခဲ့ရပါတယ်။အလာရွှေစင်လေးကတော့အကိုဖြစ်သူဟင်းဝင်းရလို့အနုပညာ ရဲ့ကိုရီးတွေမှာလည်းအောင်မြင်မှုတွေကိုရရှိခဲ့ပြီးသူရဲ့ချင်းစရာကောင်းတဲ့ရုံးရည်လေးနဲ့ဒီဥဆောင်ပြပြန်ကောင်းမွန်လွန်းတာကြောင့်ဘိုက်ဒန်ကအလာရွှေစင်ရဲ့အမှုပြလှူရှာမှုလေးတွေမှာအပြေအဝအပြေဝေယံပြကြပါတယ် အခုလက်ရှိမှာတော့ကိုပိုင်စီပွားရေးလို့တွေကိုစူးစမ်းလုပ်ကိုင်းနေပြီးတစ်ဖက်မှာလည်းလူတန်း6ဖက်ပြင်းနေပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေုံမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနောက်ချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှယ်အဆုံးထိအပီကြည့်ရှုမှုတွေ့လေကျေးဇူးအများကြီးတင်ပါတယ်